မင်းအွန်လိုင်းရဲ့ဘန်နေထဲမှာအပ်ထားတဲ့ကြားဖြတ်အမေရိကန်ဒေါ်လာဘီလီယံ100ကျော်ချက်ချင်းလွှဲပြောင်းပေးပါအားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်မြန်မာမြန်မာသတင်းထူးသတင်းဦးတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်ဘယ်လိုလုပ်မလဲအဲ့ဒီဒေါ်လာဘီလီယံတရာကျော်ကမပေးနိုင်ဘူးဆိုရင် မဲအွန်လိုင်းနဲ့တရုတ်ရဲ့ဆက်ဆိုင်ရေးဟာတွားပြီဒါကြောင့်တရုတ်ပြည်သူတွေတောင်းဆိုတဲ့အတိုင်းမဲအွန်လိုင်းကိုဖမ်းမလားနော်ဖမ်းမလားဒါကြောင့်စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမဲအွန်လိုင်းအခုအကြက်ရိုက်နေပါပြီခင်ဗျာဗိုလ်ချုပ်မူကြီးမဲအွန်လိုင်းဗိုလ်ချုပ်မူကြီးမဲအွန်လိုင်းလို့တောင်းမှာမအွန်နိုင်တော့ပါဘူးခင်ဗျာဒုက္ခရောက်နေပါဖြစ်ချင်းအုံးဟာတမရဖြစ်ချင်းအုံးဟာဝင်ကြီးချုပ် သိဉ္ဇဉ်ဩဟာအာနာနော်သိဉ္ဇဉ်ဩဟာသိဉ္ဇဉ်ဩဟာသိဉ္ဇဉ်ဟောဟာအေးအခုတေဟုကဒုက္ခပေးတာသွားရှာပြီဗျာတေဟုကဒေါ်လာဘီလီယံတရာကျော်ရောကြီးတောင်းတာအခုတော့သိဉ္ဇဉ်ဩဟာသိဉ္ဇဉ်ဩဟာဆိုတော့လစ်ပြီးမင်းအောင်လိုင်းတော့ပြရာတွေခန့်နေပြီအကြက်ရနေပြီအခုလောက်ဆိုရင်မင်းအောင်လိုင်းနော်ကိုကိုကိုတနက်နေ့ပြတ်သက်ပြီးတော့သိသွားမလားမသိဘူးကိုကိုတနက်နဲ့ပြသက်ပြီးသိသွားမလားမသိဘူး အဲ့ဒီကြားဖြတ် online ငွေလင်းဂိုင်းကိုအဓိကပေါဝင်ပတ်သက်ခဲ့တဲ့မြန်မာနိုင်ငံခရိုနီအကြီးစားကြီးတွေအေရှာရောကုမ္ပဏီပိုင်ရှင်ထုံးမြင့်နိုင်ခ စတီဘင်လောနော်အေရှာရောကုမ္ပဏီပိုင်ရှင်ခရိုနီထုံးမြင့်နိုင်ခ စတီဘင်လောအဲ့ဒါကြားဖြတ်ခိုင်းထဲမှာပါပါတယ်ဗျာ နောက်ရွှေတောင်ကုမ္ပဏီအုပ်စုပိုင်ရှင်ရွှေတောင်ကုမ္ပဏီဆိုတာနာမည်ကြီးပဲเนาะရွှေတောင်ကုမ္ပဏီအုပ်စုပိုင်ရှင်ခရိုနီဦးအိုက်ထွန်းတဲ့အဲ့ဒါကြားဖြတ်ငွေလင်ခိုင်းနေတဲယုတ်ကအလိုရှိနေတဲ့ခရိုနီတွေနောက်နှင်းစီပါရီဥက္ကဋ္ဌဥကြောမြေတဲ့ဥကြောမြေကတော့အဖက်ခံထားရပြီပေါ့เนาะနှင်းစီပါရီဥက္ကဋ္ဌဥကြောမြေအဲ့ဒါမင်းအွန်လိုင်းနဲ့အတူတူဆိုးထုတ်နဲ့အတူတူစစ်ကောင်းဆောင်နေနဲ့အတူတူ ကြားဖြတ်ငွေလိမ်ကိုင်းတွေကိုလှုပ်ဆောင်ခဲ့တဲ့သူတွေပဲဖြစ်တယ်။အခုတေယုတ်ကအဲ့ဒါတွေကိုကအလိုရှိနေတယ်။နော်။အဲ့ဒီကြားဖြတ်ငွေလိမ်ကိုင်းကျုပ်တွေကိုပါ တေယုတ်ကအလိုရှိုံနေမကဘူး။မြန်မာနိုင်ငံထဲမှာအပ်ထားတဲ့အမေရိကန်ဒေါ်လာဘီလီယံ100ကျော်ကိုလည်းပဲအခုချက်ချင်းလွှဲပြောင်းပြီးမင်းအွန်လိုင်းကိုရာဇသံပေးနေပြီတရုတ်ပြည်သူတွေကတောင်းဆိုနေပြီ တရုတ်ပြည်သူတွေကမင်းအွန်လိုင်းကိုပါဖမ်းပေးဖို့အတွက်တရားစီရင်ပေးဖို့အတွက်တောင်းဆိုနေကြပြီ။ဒါကြောင့်မင်းအွန်လိုင်းမလွယ်တော့ဘူးညာ။အဲ့ဒါတကက်မဟာသတင်းကောင်းပဲ။မဟာသတင်းကောင်းပဲ။အဲ့ဒါကဘပုလို့လူဟူတော်လည်းကြီးအောင်မြင်ဖို့အတွက်အဓိကအချက်ပဲ။နော်။လူဟူတော်လည်းကြီးကိုဖမုံတို့ကိုဘာသာကိုတိုက်နေတာလေ။တော်တော်နဲ့မပြီးဘူးနော်။ အခုမြောက်ပိုင်းမှာ မိတွေဝင်လဲဝင်လာတော့အိုးနေချင်းညချင်းຫນွေဥတော်လည်းကြီးကပြောင်းလဲသွားတယ်။အဲ့ဒီမြောက်ပိုင်းမှာမိတွေရဲ့နောက်ွယ်မှာလက်မဲကြီးကတရုတ်ဘာကြောင့်တရုတ်ကဝင်ပါရတာလဲဆိုရင်ဒီကြားဖြတ်ငွေလင်ခိုင်းနေကြောက်နော်ကြားဖြတ်ငွေလင်ခိုင်းနေကြောက်ဘာကြောင့်တရုတ်ကအဲ့ဒီကြားဖြတ်ငွေလင်ခိုင်းနေကို အခု အရေးတကြီးစောင့်ရွက်နေရတာလဲဆိုရင် ကဘာကြီးကြောင့်အမေရိကန်ကြောင့်ကဘာကြီးနဲ့သူရံမဖြစ်ခြင်းကိုအမေရိကန်နဲ့ရံမဖြစ်ခြင်းမဖြစ်ခြင်းတဲ့အတွက်ကြောင့်မြန်မာနိုင်ငံထဲမှာရှိနေတဲ့ဒီကြားဖြတ်ငွေလိန်ဂိုင်းတွေကိုတရုတ်ကအရေးတကြီးကိုစောင့်ရွက်နေရနော်အဲ့လိုအရေးတကြီးစောင့်ရွက်တော့နေဦးတော်လိုင်းကြီးအတွက်အထောက်အပံ့အများကြီးဖြစ်စီတယ်။မြောက်ပိုင်းမဟာမိတ်တွေအတွက် အများကြီးအထောက်ပံ့ဖြစ်စေတယ်။အခုရွှေကုတ်ကိုလည်းပဲမကြခင်တိုက်ခိုက်ခံရတော့မယ်ဘဘို့လိုသတင်းတွေကြားထားပြီးသွားပြီ။ရွှေကုတ်ကိုလည်းမကြခင်လာပြီးညှို့။နော်။ကရင်နေလည်းဘာမှလုံးလို့မရဘူး။ KNU လည်းဘာမှလုံးလို့မရဘူး။ဟေးမြောက်ပိုင်းမဟာမိတ်ကလည်းပဲအခုအကုန်တိုက်ပြီ။မဲအွန်လိုင်းစစ်ရှုံးတော့မှာစစ်ရှုံးတော့မှာကိုတိတဲ့အတွက်ကြောင့်နိုင်ငံရေးနီလန်းရဇကွဲဝိုင်းမှာဖြည့်ရှင်းရအောင်ဆိုသူကိုယ်တိုင်ပဲထုတ်ပြောလာတာပြီးတွေးယူတွေးထိုင်နေတယ်ဟုတ်တယ်မလား အေးအခုလည်းပဲတရုတ်ကသူတို့ကြားဖြန့်နေတိန်းထားတဲ့အမေရိကန်ဒေါ်လာဘီလီယံ100ကျော်ကိုချက်ချင်းလွှဲပြောင်းပြီးပါเนาะအခုတရုတ်နိုင်ငံ ပြည်သူလူထုကသူတို့ရဲ့ social media WeChat မှာကြားဖြန့်ဂိုင်းကောင်းဆောင်ထဲမှာမင်း online ပါပါတယ်เนาะကြားဖြန့်ငွေလိမ်ဂိုင်းကောင်းဆောင်ရဲ့အဓိက ခေါင်းဆောင်ကြီးอ่ะမင်းအွန်လိုင်းပါဒါကြောင့်မင်းရဲ့အွန်လိုင်းကိုဖမ်းပြီးတော့တရားစီရင်ပေးပါတဲ့မင်းအွန်လိုင်းရဲ့ဘဏ်ထဲမှာရှိတဲ့ဘီလီယံနဲ့ကြီးတဲ့ဒေါ်လာငွေတွေကိုလည်းသိမ့်ပိုက်ပေးပါဆိုပြီးတော့တရုတ်ပြည်သူလူထုကတောင်းဆိုနေပြီပြည်တင်းရင်မင်းမခံနိုင်ဘူးဆိုတဲ့စကားပုံကိုဖုန်းလို့ပြည်သူတွေကြားဖို့မှာပေါ့ပြည်တင်းရင်မင်းမခံနိုင်ဘူးတဲ့နော်တရုတ်ပြည်သူတွေကမင်းအွန်လိုင်းကိုတောင်းဆိုနေပြီဖြစ်တဲ့အတွက်ကြောင့်တရုတ်အစိုးရကရော တရုတ်ပြည်သူတွေတောင်းဆိုတာကိုမတိကျုံးလို့ပြုမာလားတရုတ်ပြည်သူတွေတောင်းဆိုတာကိုတကယ်လှုပ်ပေးမာလားတကယ်လှုပ်ပေးပြီဆိုရင်တော့မင်းအွန်လိုင်းမချောင်ဘူးမင်းအွန်လိုင်းကတရုတ်တောင်းတဲ့အမေရိကန်ဒေါ်လာဘီလီယံတရာကျော်ကို ပေးနိုင်ရင်ပေးမပေးနိုင်ရင်ဘာဖြစ်မလဲမပေးနိုင်ရင်မင်းအွန်လိုင်းဟာကြားဖြန့်ဂိုင်းကောင်းဆောင်အဖြစ်တရုတ်ရဲ့ဖန်ဆီးခြင်းကိုခံရနိုင်တယ်နော် အေးတရုတ်ရဲ့ဖန်ဆီးခြင်းကိုခံရနိုင်ပြီးတော့တရုတ်ရဲ့တရားစီရင်ရေးနဲ့ထောင်ကျနိုင်တယ်မဲအောင်လိုက်ဘဝတုံးနိုင်တယ်မဲအောင်လိုက်ဒုက္ခရောက်နိုင်တယ်အဲနှစ်ပေါင်း80ကျော်တရုတ်နဲ့ပလင်းတူဘူးစုနေလာခဲ့ကြတဲ့ဒီစစ်ခေါင်းဆောင်တွေဒီကနေ့တရုတ်ကပဲသူတို့ကိုတရားစီရင်ပေးလိုက်မယ်တရုတ်ကပဲသူတို့ကိုပြန်ဖမ်းပြီးအရေးယူလိုက်မယ်တရုတ်ကပဲဒီကနေ့သူတို့ကိုပြန်ပြီးဒုက္ခပေးလိုက်မယ်လို့ဘသူကထင်သားမှာလဲ အေးဘသူမှမထင်သားတဲ့စပရိုက်ကြီးဘသူမှမထင်သားတဲ့လောကအမေးစင်းကြီးဗျာဒီကနေ့အံ့ဩစရာကောင်းတော့အောင်ပေါ်ထွက်လာခဲ့ပြီတရုတ်ပြည်သူတွေကိုယ်တိုင်ကမင်းအောင်လိုင်ကိုကြားဖြတ်ဂိုင်းကောင်းဆောင်ကြီးတဲ့တရုတ်အစိုးရကိုဖမ်းပေးပါတဲ့မင်းအောင်လိုင်ရှိမှရှိတဲ့ငွေတွေကို ပြန်သိမ်းပေးပါတရုတ်အစိုးရကိုယ်တိုင်ကိုကရှီကျင့်ဖင်ကိုယ်တိုင်ကိုကမင်းအောင်လိုင်ကို ယာစတန်ပေးပြီးတော့ကြားဖြတ်နေအပ်ထားတဲ့အမေရိကန်ဒေါ်လာမီလီယံတရာကိုကြော်ကိုချက်ချင်းလွှဲပြောင်းပေးပါမလွှဲပြောင်းပေးရင်ဘာဖြစ်မလဲမလွှဲပြောင်းပေးရင်မင်းအောင်လံသေးပြီမင်းအောင်လံဒုက္ခရောက်ပြီမင်းအောင်လံဖတ်ခံရတော့မှာဖြစ်တယ်အဲ့ဒီတရင်ဟာတော်တော်လေးကောင်းတဲ့တရင်ဖြစ်တယ်နော်အခုလိုအချိန်မှာမျိုးဒေါ်လာရေးကြီးကလုံးဝအချိန်တက်နေတာလုံးဝအကြီးကြီးပြင်းနေတာ ဘလောက်တောင်ရေချိန်မြင့်နေလဲဆိုတလကျော်အတွင်းမှာစက္ကန်ပေါင်း300ကျော်ကိုသိမ်းပြီးသွားပြီမြို့ပေါင်း20ကျော်ကိုသိမ်းပြီးသွားပြီလက်နက်ခဲမီးကြောက်တွေလည်းအများကြီးသိမ်းဆီးထားပြီးသွားပြီရှေရန်ပို့သမားမင်းအွန်လိုင်းရဲ့စစ်ခွေးတွေအလံဖြူထောင်ပြီးတော့လက်နက်ချအညက်ခံနေပြည်သူရင်ဝင်ခိုးလုံးနေစီရီယန်လုံးတယ်ပြည်သူနဲ့ပူပေါင်းနေခြေပြက်လက်ပြက်ဒဏ်ရာရတယ်သေတယ်ခြေတန်းကိုပို့เสียစစ်ခွေးလည်းမရှိရဲခွေးလည်းမရှိ အဲ့ဒီလိုငုတ်တုံမိနေတဲ့အချိန်မှာအဲ့ဒီလိုအငိုက်မိနေတဲ့အချိန်မှာဒေါ်လာပါမရှိတော့ဒေါ်လာမရှိတော့တဲ့အတွက်ကြောင့်ဒီကနေ့ဘိုးဘန်ကတရားဝင်ကြေညာလိုက်ပြီဒေါ်လာတွေကိုမထိန်ချုပ်တော့ပါဘူးမင်းတို့လှုပ်ချင်သူတို့ကလှုပ်ကြတော့ဝယ်ချင်သူတို့ကဝယ်ကြရောင်းချင်သူတို့ကရောင်းကြဆိုပြီးတော့ဘိုးဘန်ကသူတို့မှာဒေါ်လာမရှိတော့ပါဘူးဆိုတဲ့အကြောင်းကိုတရားဝင်ကြေညာလိုက်တယ် တို့ဘဝပြတ်သွားပါပြီဆိုတော့တို့သရောင်းသားဖြစ်သွားပါပြီဆိုတော့အကြောင်းကိုဒီကနေ့တရားဝင်ကျင်ညာလိုက်တယ်။အဲကြောင့်မင်းအောင်လိုက်ကအရှိတန်းပို့เสียစစ်ခွေးလည်းမရှိတော့ဘူးရဲခွေးလည်းမရှိတော့ဘူးဒေါ်လာလည်းမရှိတော့ဘူးစီလည်းမရှိတော့ဘူးရစရာလည်းဘာမှမရှိတော့ဘူးတန်းလေးကိုရွှေဥတလုံးဥဥပေးနေတဲ့ငန်းကြီးလည်းမရှိတော့ဘူးသေသွားပြီအဲ့တော့မင်းအောင်လိုက်မှခွေးမဖြစ်ဘူးသူခွေးဖြစ်မှာမင်းအောင်လိုက်မှသရောင်းသားမဖြစ်ဘူးသူသရောင်းသားဖြစ်မှာတော့စဉ်းစားကြည့်အဲ့လို့ ဒင်းနဲ့ကြက်တဲဖြစ်နေတဲ့အချိန်အဲ့လိုသရောင်းသားဖြစ်နေတဲ့အချိန်မှာတရုတ်ကကြားဖြတ်နေအပ်ထားတဲ့အမေရိကန်ဒေါ်လာဘီလီယံတရာကျော်ကိုချက်ချင်းလွှဲပြောင်းဝေးပါဟောမလွှဲပြောင်းပြီးဘာဖြစ်မလဲမလွှဲပြောင်းပြီးတရုတ်ပြည်သူတွေတောင်းဆိုနေတဲ့အတိုင်းမင်းအောင်လိုက်ဟာကြားဖြတ်ရဲ့အဓိကဂိုင်းကောင်းဆောင်အဲ့ဒီဂိုင်းကောင်းဆောင်ကြီးကိုဖမ်းပြီးပါဖမ်းပြီးတော့တရားစီရင်ပြီးပါတဲ့ဒါကြောင့်မင်းအောင်လိုက်သွားပြီဟမ် မဲအောင်လိုင်းတရုတ်ကိုလည်းအားကိုးလို့မရတော့ဘူးအခုတရုတ်ကကိုသူ့ကိုပြန်ဖမ်းတော့ပါတရုတ်ကကိုသူ့ကိုပြန်ပြီးဒုက္ခပေးနေပြီတရုတ်ကကိုသူ့ကိုဒင်းတဲ့ကြက်တဲ့ရအောင်လုပ်နေပြီနော်စစ်လဲရှုံးဒေါ်လာလည်းမရှိတရုတ်ကလည်းသူ့ကိုချိန်ချောက်ဟောတစ်တုံညာနှစ်ကိုစစ်စေးရလည်းသူ့ကိုချိန်ချောက်အဲ့တော့မဲအောင်လိုင်းဟာစူးချကဘူခါဖြစ်နေပြီမဲအောင်လိုင်းကစူးချကဘူခါဖြစ်နေပြီ နောက်ထပ်နှစ်လတော့ခံပါဦးမလားမင်းအောင်လိုက်နောက်ထပ်နှစ်လခံပါဦးမလားမထင်ကြီးစီအာကြီးထုလိုက်တယ်လို့ပဲမထင်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 နောက်ထပ်နှစ်လလုံးဝမခံနိုင်တော့ဖဘုတ်ပြောရဲတယ်နော်ဖဘုတ်ပြောရဲတယ်မင်းအောင်လိုက်နောက်ထပ်နှစ်လခံဖို့ဆိုတာမလွယ်တော့ဘာဖြစ်လို့လဲသူ့အားကိုအားထားပါတယ်ဆိုတော့ စစ်အာဏာရှင်တွေနှစ်ပေါင်း80ကျော်အားကိုးခဲ့ပါတယ်ဆိုတဲ့ပလင်းသူဘူးဆိုတရုတ်ကကို သူ့ကိုဒုက္ခပြန်ပေးနေပြီတရုတ်ကကိုသူ့ကို ပြန်ချင်းချောင်းနေပြီတရုတ်ကကိုသူ့ကိုကြားဖြတ်နေအပ်ထားတဲ့အမေရိကန်ဒေါ်လာဘီလီယံ100ကျော်ကို ပေးဖို့အတွက်ရာသတန်ပေးနေပြီအဲ့တော့ဘယ်လိုလုပ်လဲဟမ်အဲ့တော့ဘယ်လိုလှုပ်မလဲမင်းအွန်လိုင်းမှာခွေးမဖြစ်ရင်ဘယ်သူခွေးပြင်မင်းအွန်လိုင်းမှာသရောင်းစားမဖြစ်ရင်ဘယ်ကောင်သရောင်းစားဖြစ်မလဲ ွားပြီတွားပြီတွားပြီနော်အခုဒေါ်လာမရှိတော့တဲ့တရောင်းသားမင်းအောင်လှိုင်ဟာဒေါ်လာရအောင်တဲ့အများပြည်သူစီက နီလန်းမျိုးစုံနဲ့အခွန်ရရှိဖို့အတွက်မင်းအောင်လှိုင်ကပြောနေတယ်မင်းအောင်လှိုင်ကခိုင်းနေတယ်နော် မဲအောင်လည်းကသူ့ရဲ့တပည့်တွေကိုဗျာငါတို့မှာဒေါ်လာမရှိတော့ဘယ်လိုလုပ်မလဲတရုတ်ကလည်းပဲဒေါ်လာဘီလီယံတရာကျော်ပေးရမယ်အဲ့တော့ပြည်သူတွေစီကငွေညစ်မယ်ပြည်သူတွေစီကအခွန်ကောက်မယ်ဘုံဘုံတို့ပြည်သူတွေတော့ဒုက္ခရောက်အောင်ပါပဲလူဒေါ်လာကြီးမပြီးမကျတော့ဘုံတို့ပြည်သူတွေဒုက္ခရောက်အောင်ပဲနော်တရုတ်ကဒေါ်လာဘီလီယံတရာကျော်ပေးဖို့အတွက်ပြည်သူတွေစီကအခွန်ကောက်မယ်အခွန်ကောက်မယ် အဲ့တော့ဒီကနေ့အကောင်ဆုံးတည်နှစ်ပုတ်ကပါလဲဆိုရင်နံပါတ်1ဒေါ်လာမရှိတော့ဘူးခေတ်သစ်အပရိမြင်ဒေါ်လာစားတရောင်းစားကြီးနေချင်းညချင်းကိုတရောင်းစားဖြစ်သွားတဲ့ခွေးဖြစ်သွားတဲ့ဂရေ80တတိသားကြီးနေချင်းညချင်းကိုခွေးဖြစ်သွားတာ အဲ့တော့ဒေါ်လာမှမရှိရင်ဒီစစ်ပွဲကိုဘယ်လိုလုပ်ရှေ့ဆက်တော့မလဲမဲအောင်လိုက်ကဟမ်ဒေါ်လာမှမရှိတော့ရင်ဒီစစ်ပွဲကိုဘယ်လိုလုပ်မဲအောင်လိုက်ရှေ့ဆက်မလဲပြီးတော့စစ်တိုက်ပေးဖို့အတွက်ရှေ့တန်းထွက်ဖို့အတွက်စစ်ကွေးလည်းမရှိတော့ရဲကွေးလည်းမရှိတော့ဘယ်နဲ့လုပ်ကြမလဲစစ်တိုက်ပေးဖို့အတွက်ရှေ့တန်းထွက်ပေးဖို့အတွက်စစ်ကွေးလည်းမရှိတော့ရဲကွေးလည်းမရှိဘူးဒါကြောင့်မေဦးတော်လိုင်းကြီးကပြီးပြီ အဆုံးသတ်ဖို့အတွက်အချိန်တန်လာပြီ အဆုံးသတ်ဖို့အတွက်တော်တော်လေးနှီးဆက်လဲဘလောက်တောင်နှီးဆက်လာပြီလဲဆိုရင်ရက်ပိုင်းလပိုင်းပဲလိုတော့တယ်ဖုံးဖုံးတို့အဆုံးသတ်ຫນွေဥတော်လည်းကြီးဟာဒီရက်ပိုင်းလပိုင်းမှာကိုຫນွေဥတော်လည်းကြီးပြီးမယ်ဗျာဘာကြောင့်ပြီးမှာလဲဆိုရင်မဲအောင်လိုက်ရဒေါ်လာမရှိတော့ပြီးတော့တစ်တုံညာနှစ်ကိုစစ်စင်ရေးကြီးကိုသူမတားနိုင်တော့ နောက်တစ်ခုကတရုတ်ပြည်သူတွေကမင်းအောင်လိုက်ဟာကြားဖြန့်ဂိုင်းကောင်းဆောင်ဖြစ်တယ်အဲ့ဒီကြားဖြန့်ဂိုင်းကောင်းဆောင်ဖြစ်တယ်မင်းအောင်လိုက်ကိုဖမ်းပြီးတော့တရားစီရင်ပြီးပါဆိုပြီးတရုတ်အစိုးရကိုတောင်းဆိုတယ်ပြီးတော့ကြားဖြန့်ဂိုင်းကောင်းဆောင်တွေကအပ်ထားတဲ့အမေရိကန်ဒေါ်လာဘီလီယံ100ကျော်ကိုလည်းမင်းအောင်လိုက်စီကပြန်တောင်းပေးပါဆိုပြီးအခုတရုတ်ကရာဇသံပေးပြီးပြန်တောင်းတယ်အဲ့တော့မင်းအောင်လိုက်တွားပြီလေ ွားပြီနံပါတ်1ဒေါ်လာမရှိတော့ဘူးနံပါတ်2ခြေရန် ထွက်ပြီးစစ်တိုက်စရာစစ်ခွေးရဲခွေးမရှိတော့ဘူးနံပါတ်3တက်တုံညာနှစ်ကိုစစ်စေးရေးကို သူလုံးဝမတားဆီးနိုင်တော့ဘူးနံပါတ်4တရုတ်ပြည်သူတွေကမင်းအောင်လှိုင်ကို ကြားပြန်ခိုင်းကောင်းဆောင်ဆိုပြီးတော့ဖန်ခိုင်းနေပြီနံပါတ်5တရုတ်အစိုးရကိုရိုင်းကိုကကြားဖြန့်ကအပ်ထားတဲ့အမေရိကန်ဒေါ်လာဘီလီယံ100ကျော်ကို တောင်းနေပြီမပေးနိုင်ရင်ဘာဖြစ်မလဲမပေးနိုင်ရင်မင်းအွန်လိုင်းကိုတရုတ်ပြည်သူတွေရဲ့တောင်းဆိုမှုရဖမ်းနိုင်တယ်ဖမ်းနိုင်အဲ့တော့ဘဘုန်းတို့ຫນွေဦးတော်လည်းကြီးမှာတရုတ်ကသူ့အကျိုးစီးပွားအတွက်ပါဝင်လာတာဟာတော်တော်လေးအားရှိစရာပဲဘုံရန်သူတူတယ်ဗျာတရုတ်လိုချင်နေတဲ့ဘုံရန်သူနဲ့ ဘုဖုံတို့ຫນွေဥတော်လည်းကြီးရဲ့ဘုံရတဲ့နဲ့တွားပြီးတူနေတာလမ်းချင်းတူနေတာငါတို့အားလုံးနေပြီးတော့တို့ဆိုတာကဘုဖုံတို့မြန်မာနိုင်ငံပြည်သူပြည်သားတွေမဟုတ်တရုတ်တွေပါဖြစ်နေဟင်တရုတ်တွေပါဖြစ်နေတရုတ်တွေကလည်းမဲအောင်လိုက်ကို လိုရှိလာပြီတရုတ်တွေကလည်းမဲအောင်လိုက်ချိန်မှာဒေါ်လာဘီလီယံ100ကျော်တောင်းလာပြီတရုတ်တွေကလည်းမဲအောင်လိုက်ကိုဖန်ခိုင်းနေပြီ တရုတ်တွေကပဲမဲအောင်လိုက်ကိုအေးယူခိုင်းနေပြီအဲ့တော့ဘယ်နဲ့လုံးကြမလဲကဘာမှာအမေရိကန်ပြီးရင်တရုတ်ဗျအဲ့လိုငွေကြီးလက်နက်အင်အားအင်မတန်မှကြီးမားတဲ့တရုတ်ကြီးကတော့တရုတ်ပြည်သူလူထုကတော့မင်းအောင်လိုက်ကိုအလိုရှိနေပြီမင်းအောင်လိုက်ကိုဖန်ခိုင်းနေမင်းအောင်လိုက်ကိုအေးယူခိုင်းနေပြီဆိုရင်ငွေဦးဒေါ်လာကြီးနဲ့တမားတဲ့ကြာနေတယ်ငွေဦးဒေါ်လာကြီးနဲ့လမ်းချင်းတူနေတယ် အဲ့တော့မင်းအောင်လှိုင်နားကားပြီပေါ့ဒါကြောင့်မင်းအောင်လှိုင်ဒီ2023မှာမှ ခွေးမဖြစ်ခွေးဖြစ်မဲ့កောင်မရှိတော့မင်းအောင်လှိုင်မှသရောင်းစားမဖြစ်သရောင်းစားဖြစ်မဲ့កောင်မရှိတော့မင်းအောင်လှိုင်မှမပြုတ်ရင်ပြုတ်မဲ့កောင်မရှိတော့မင်းအောင်လှိုင်ကတရုတ်ပြည်သူရဲ့ဖိအားတရုတ်အစိုးရရဲ့ဖိအားတင့်တုံညာနှစ်ကိုစစ်စင်ရဲ့ဖိအားဘုန်းဘုန်းတို့ပြည်သူတွေရဲ့ဖိအားဒေါ်လာမရှိတော့တဲ့ဖိအားတွားပြီး တော်ပြီခါကြောင့်ຫນွေဥတော်လည်းကြီးကြီးဟာနေလားညလားပဲပြီးတော့မယ်ຫນွေဥတော်လည်းကြီးကြီးဟာနေလားညလားပဲပြီးတော့မယ်ဒါကြောင့်မင်းအွန်လိုင်းကိုဒီနေရာကဖုံဖုံပြောလိုက်ခြင်းနဲ့နောက်ထပ်2လလောက်တောက်ခံထားစမ်းပါဦးနှစ်ပေါင်း80ကျော်တည်ဆောက်လာတဲ့ဒီ standard army ကြီးဟာကမ္ဘာအဆင့်38ရှိတဲ့ဒီ standard army ကြီးနောက်ထပ်2လတော့မင်းမတောက်ခံနိုင် ရှက်ဖို့ကောင်းတယ်နော် ချက်ဖို့ကောင်းတယ်နောက်တစ်နှစ်လမတောက်ခံနိုင်ကိုကိုကိုတတ်နဲ့နဲ့ပြစ်တက်ပြီးသေးလိုက်တော့နော်ပြောကြရင်လည်းပဲဖို့ဖို့ရဲ့ like လေးကိုအဆုံးသတ်လိုက်ပါလေဗျာအားလုံးပြီးစုပြီးသားအပေါင်းတို့ကျမ်းမာချမ်းသာကြပါစေမရောက်နိုင်တော့သွားရှာပါကြီးဗျာနော်တရုတ်ကောမင်းအောင်လိုက်ကိုဖိအားပေးနေတရုတ်ကောမင်းအောင်လိုက်ရာဇတ်တန်ပေးပြီးတော့အမေရိကန်ဒေါ်လာဘီလီယံတရာကျော်တောင်းနေပြီ တရုတ်ပြည်သူတွေကဟိုကမင်းအောင်လိုက်ကိုဖမ်းဆီးခိုင်းနေပြီ။တွားပြီ